အားလုံးမင်္ဂလာပါဗျကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ snorkeling လုပ်ရင်ပဲဖြစ်ဖြစ် scuba diving လုပ်ရင်ပဲဖြစ်ဖြစ်အမြဲမြင်တွေ့ရလိရှိတဲ့ချစ်စရာအလွန်ကောင်းတဲ့ကျွန်တော်ရဲ့အညီလေးတွေဖြစ်တဲ့နီမိုလေးတွေအကြောင်းကိုပြောပြပေးပါမယ်ဗျနီမို၅လေးတွေလို့ပြောလိုက်ပြီးဆိုတာနဲ့သူနဲ့အတူတပူးတရွယ်တွဲမြင်ရမှာကတော့ anemone လို့ခေါ်တဲ့တဏ္ဍာတစ်မျိုးကိုတွဲပြီးတော့မြင်ရမှာပါဗျနီမို၅လေးတွေရဲ့အယောင်ကရောဤကုခတ်ပုံကရောတခြား၅ရည်နဲ့လုံးဝမတူဘူးဗျ ကာတွန်းရုပ်ကလေးလိုချစ်စရာကောင်းပြီးမြင်ရတဲ့သူတွေအဖို့အပျော်တွေကိုကူးဆက်သွားစေတယ်ဗျမိမုံငါးရီးတွေက crown face osu အမျိုးသားဖြစ်ပြီးမျိုးစိတ်ပေါင်း28မျိုးခန့်ရှိတယ်လို့သိရပါတယ်ခင်ဗျအဲ့ဒီအထဲမှာမှလိမ္မော်ရောင်နဲ့အဖြူချားလေးကိုနီမိုလို့ခေါ်တာပါဗျနောက်ထပ်အရန်ထူးဆန်းတာတစ်ခုကနီမိုငါးလီးတွေကပေါက်ဖွားလာတဲ့အချိန်မှာအထီးလေးတွေအဖြစ်နဲ့သာပေါက်ဖွားလာကြတယ်ဗျ လိုအပ်တဲ့အချိန်ရောက်မှသာအမတကောင်ရဲ့အင်္ကာအဖြစ်ဖွံ့ဖြိုးပြောင်းလဲလာကြတယ်ခမညတကယ်လို့မိမုံငါအုပ်စုမှာအမတကောင်တည်သွားပြီဆိုတာနဲ့အထီးတကောင်ကအမအင်္ကာအဖြစ်ပြောင်းလဲပြီးတော့မျိုးဆက်လက်ပြန်ပွားပါတယ်ခမညအခုကျွန်တော်ရဲ့ဗီဒီယိုမှာကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့မိမုံငါလေးလေးမျိုးကို ပြသပေးထားပါတယ်ဗျဒီ crown face လေးတွေကတော့ကျွန်တော်တို့ကပ်ပြီးပင်လယ်ပြင်မှာ snorkeling လုပ်တဲ့အမြဲတမ်းမြင်တွေ့နေရတဲ့နီမိုလေးတွေဖြစ်ပါတယ်ခင်ဗျာ အန်နီမိုနီတန်နာကတော့မျိုးစိတ်ပေါင်းတစ်ထောင်ခန့်ရှိတယ်လို့သိရပါတယ်ခင်ဗျအဲ့ထဲမှာမှ၁၀မျိုးလောက်ပဲ crown bay အုပ်စုနဲ့အတူအကျိုးပြုနေထိုင်ကြတယ်ဗျအခုမြင်တွေ့နေရတဲ့အန်နီမိုနီရဲ့ပြချောင်းတဒံရှိတဲ့အချောင်းလေးတွေမှာထန်းထက်ကဲလို့ခေါ်တဲ့အစိတ်တစ်မျိုးရှိတယ်ဗျအဲ့ဒီအစိတ်ကပဲနီမိုငါးလေးတွေကိုအစာဖမ်းပေးတာဗျတားတကအစိတ်ကကစီစီနဲ့ဗျအဲ့ဒီကောင်နဲ့ကပ်မိတဲ့ဘယ်ရည်တက်တော်ပါပဲဖြစ်ဖြစ်မယုံထွက်နိုင်တော့ဘူးဗျ ဒီမှာနီမိုးလေးလေးကရောတန်တာရဲ့အစိတ်မမီဘူးလားလို့အမေးစရာ ရှိပါတယ်ဗျမမီပါဘူးဗျဘာဖြစ်လို့လဲဆိုတော့နီမိုးလေးတွေရဲ့အေးပြားမှာရှိတဲ့မြူကတ်လီယာလို့ခေါ်တဲ့အချွဲလာတွေကတချို့ငါးတွေထက်ပိုပြီးတော့ထူနေလို့ပါပဲဗျဒါကြောင့်နီမိုးလေးတွေကအနီမိုးတွေထဲမှာကာခုန်နေနိုင်တာဗောဗျနီမိုလီတွေကလည်းအနီမိုနီရဲ့တည်ဆုံးသွားတဲ့ထန်းတက်ခဲတွေကိုစားသုံးပြီးတော့တန်ရှင်းအောင်ပြန်ပြီးတော့အချိုးပြုတ်ပေးတယ်ဗျ။ နောက်ပြီးတော့အန်နီမိုနီကိုစားတတ်တဲ့ကျွန်တော်ရဲ့ညမာလေးတွေဖြစ်တဲ့ butterfly fish လို့ခေါ်တဲ့ငါးလိပ်ပြားလေးတွေရဲ့အရင်ကလည်းနီမိုလေးတွေကကာကွယ်ပေးတယ်လို့သိရပါတယ်ဗျ။ဒါကြောင့် crown fish လေးတွေမရှိဘူးဆိုလို့ရှိရင် anemone လည်းမရှင်သန်နိုင်ဘူး anemone မရှိရင်လည်း crown fish လေးတွေရှိတော့မယ်လို့မထင်ဘူးဗျအခုလိုမျိုးတီးရတော့ nemo လေးတွေကိုပို့ချစ်လာတယ်ပို့ပြီးတော့တံမိုးထားလာတတ်တယ်ဗျ အခုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းတဘာဝကိုချစ်တက်ပြီးတော့တံပိုးထားတတ်ကြပါစေလို့တိုက်တွန်းပါရစေဗျ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျ။အားလုံးဘိုင်ဘိုင်။